တာတဲ့နထ25ခုနဲ့နိုဝင်ဘာလ18ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီ30မိနစ်အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေပြင်းအားနည်းရဝံ low pressure area သည်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်ဆက်လျက်ရှိသောတီရီလန်ကာနိုင်ငံကမ်းလွန်တဲ့ကိုရောက်ရှိခဲ့ပြီးဆက်လက်သိရှိနေပါသည် အဆိုပါလေဖျားနှဲရဝန်သည်နောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းရင်းစော်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွနေပြီးကပလီပင်လယ်ပင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသစ်အသစ်မှတိမ်ထိုးထနေပါသည်။လွန်ခဲ့သော24နှစ်အတွင်းကရခိုင်ပင်နယ်နှင့်ရှမ်းပင်နယ်မြောက်ပိုင်းတို့တွင်အများအပြားဖြင့်တာယာခဲ့ပြီး ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်ငသင်တင့်ဖြစ်ထွန်းခဲ့ပါသည်ညအပူချိန်များမှာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်နိုဝင်ဘာလ၏ပြင်းမြအပူချိန်အောက်3ဒီဂရီဆေးလ်စီယပ်နှင့်ဗကူးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နိုဝင်ဘာလ၏ပြင်းမြအပူချိန်တို့အောက်1ဒီဂရီဆေးလ်စီယပ်ကျော်နေခဲ့ပြီး ရခိုင်ပြည်နယ်တွင်နိုဝင်ဘာလ၏ပြင်းမြအပူချိန်ထက်၄ဒီဂရီဆဲလ်စီယက်ပိုခဲ့ကကြံတိုင်းနယ်သားကြီးညင်ပြည်နယ်တို့တွင်နိုဝင်ဘာလ၏ပြင်းမြအပူချိန်ခန့်တာရှိခဲ့ပါသည်ထူးခြားသည့်ညအပူချိန်များမှာဟာခါမြို့တွင်6.5ဒီဂရီဆဲလ်စီယက်လွိုင်လင်မြို့တွင်9.4ဒီဂရီဆဲလ်စီယက်တီးတိတ်မြို့တွင်9.5ဒီဂရီဆဲလ်စီယက်နမ်ဆန်မြို့ချမ်းပိနယ်တောင်ပိုင်းတွင်9.0ဒီဂရီဆဲလ်စီယက် ုံမလီမြို့နှင့်ဟဲဟိုမြို့တို့တွင်10.0ဒသမ0ဒီဂရီဆဲလ်စီယပ်စီပူတာအိုမြို့တွင်10.5ဒသမ9ဒီဂရီဆဲလ်စီယပ်တောင်ကြီးမြို့တွင်11.1ဒသမ1ဒီဂရီဆဲလ်စီယပ်လာရှိုးမြို့တွင်11.6ဒသမ6ဒီဂရီဆဲလ်စီယပ်နှင့်ပင်လောင်းမြို့တွင်11.8ဒသမ8ဒီဂရီဆဲလ်စီယပ်တို့ဖြစ်ကြပါသည်ယနေ့ညနေအထိခန့်မှန်းချက် ရန်ကုန်တိုင်းဒေသကြီးတနင်္သရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထချုံရွာနိုင်ပါသည်။ရွာရန်ရခင်နှုံး60ဖြစ်ပါသည်။နေပြည်တော်ဘကူးတိုင်းဒေသကြီးမကဝေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများအားဖြင့်တာယာသည်။ကြံတိုင်းဒေသကြီးနေပြည်နယ်တို့တွင်တိမ်အတင်းတင့်ထွေးမိပါ။မြမပင်လေပြင် မြေဝေဂျွန်ဘော်မိုတမကွေမွန်ဒနင်းသရီကန်ယိုတန်တက်လောင်နဲ့ကန်လွန်ပြလဲပြင်းတို့တွင်တခါတရံမိုးသက်လီပြင်းကြရောက်ပြီးလိုင်းအတင်တဲမှလိုင်းကြီးနိုင်ပါသည်မိုးသက်လီပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာလီလင်း20မိုင်မှမိုင်30အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်ဟိုင်းမြန်မာမြေဝေကျွန်းပေါ်မုတ္တမကွေမွန်တနန်တရီကန်ယိုတန်တရှောင်းနှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါသည် တပ်မြင်မပင်လယ်ပြင်တွင်လှိုင်းရင်တင်းတင်းရှိမိပါလှိုင်းမြင်ပါ ရခိုင်ကမ်းရိုးတန်းတလျှောက်မှကမ်းလွန်ပင်လယ်ပြင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည် နောက်နေရကြခမန်းစံနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းတန်းနေတကီအောက်ပိုင်းရာဝတီတိုင်းနေတကီတနင်္သရီတိုင်းနေတကီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျဲကျဲမှုထုံရနိုင်ပါသည် နေပြည်တော်နဲ့အနီးတစ်ပိုက်အတွက်ယင်းညနေထိခံမှန်းချက်အများအားဖြင့်တာယာမီပါရန်ကုန်မြို့ညနေတစ်ပိုက်အတွက်ယင်းညနေထိခံမှန်းချက်နေရာကွက်ကြားမိုးထုချုံရွာနိုင်ပါသည်ပါမန္တလေးမြို့ညနေတစ်ပိုက်အတွက်ယင်းညနေထိခံမှန်းချက်များအားဖြင့်တာယာမီပါ